ကမ္ဘာတစ်လောကသတင်းမီဒီယာသမားတွေကိုမတရားဖန်ဆီးနှိပ်စက်မှုတပ်ဖြတ်မှုတွေအစိုးရကအရေးယူတာမရှိဘဲခွင့်ပြုနေတာတွေကိုအဆုံးသတ်ဖို့အတွက်ဖိအားပေးတောင်းဆိုဖို့နိုဝင်ဘာ၂ရက်နေ့ကို International Day to End Impunity အဖြစ်ကုလသမဂ္ဂကမနစ်ကစတင်သတ်မှတ်ခဲ့ပါတယ်။မြန်မာပြည်မှာရောဒီလိုဥပဒေရဲ့အရေးယူချက်မခံရဘဲလွတ်ကင်းခွင့်ရနေတဲ့အဖြစ်တွေရှိနေသလား။ Unity သတင်းဂျာနယ်ဘိုင်မွန်းတန်ဒီဂျာနယ်ကသတင်းသမားတွေဖန်ဆီးထောင်ချခံရမှုအလွတ်တန်းသတင်းတော်ကိုပါကြီး ဥရီမဲ့တပ်ဖြတ်ခံရမှုတွေအတွက်မြန်မာသတင်းမီဒီယာသမား90လောက်နဲ့အတူအရက်ဖတ်အဖွဲ့အစည်းတွေလှုပ်ရှားတက်ကြွသူတွေဟာပထမဆုံးအချိန်ရန်ကုန်မြို့မှာဆန္ဒပြခဲ့ပြီးဆူတောင်းခဲ့ကြပါတယ်။သတင်းမီဒီယာသမားတွေဟာထိုးကြိတ်ခံရ၊စော်ကားခံရ၊ချင်းချောက်ခံရတွေရှိပေမဲ့ဂျူးလွန်သူတွေပေါ်အပြစ်ပေးရေးယူတာမျိုးမရှိတာကြောင့်နောက်ထပ်ဂျူးလွန်ဖို့အခွင့်အလမ်းတွေရှိနေတယ်လို့ကိုမြင့်ကျော်ကပြောပါတယ်။ဒါမဲ့ရွေးကောက်ပွဲမှာသတင်းသမားတွေကိုချင်းချောက်ဖိနှိပ်မှုတွေရှိလာနိုင်တာမို့ဂျူးလွန်ခဲ့တဲ့သူတွေ အရေးယူအပြစ်ပေးခံရခြင်းကလွတ်ကင်းနေတာရည်တံဖို့ဒီနေ့အခမ်းအနားကိုကျင်းပတာလို့ဆိုပါရယ်။စိုးရတစ်ခုတည်းအနေမကမနေ။ဟိုတစ်ခါလေးမှလက်နက်ကင်တဲ့ဖွဲ့စည်းတွေလည်းဖြစ်မယ်။တစ်ခါလေးမှအစွန်ရောက်တဲ့ဖွဲ့စည်းတွေလည်းဖြစ်မယ်။အဲ့လိုလူတွေကကျွန်တော်တို့မီဒီယာသမားတွေရဲ့လုံလုံရေးကိုချင်းချောက်နိုင်တယ်ပေါ့နော်။နောက်တစ်ခုကတော့ချင်းချောက်နိုင်တယ်အဲ့လိုမျိုးတွေကျူးလွန်ပြီးတော့ပြစ်ပေးအရေးယူမခံရအောင်ဆိုရင်တို့အဆက်ကျူးလွန်ဖို့ဝန်မလေးတဲ့ဟာမျိုးတွေဖြစ်လာနိုင်တယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ကိုကျင်းပတော့ Stock Killing Press Media ဖိနှိပ်မှုရဲဆိုတဲ့စာတမ်းမှာတိရှက်တွေကိုဝတ်ဆင်ထားကြတဲ့သတင်းမီဒီယာသမားတွေဟာငင်းငင်းစွာစီတန်းလဲ့လေခဲ့ကြပြီးသတင်းမီဒီယာတွေကိုအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။အသွင်ကူးပြောင်းစွာနိုင်ငံမှာမီဒီယာရဲ့အခန်းကဏ္ဍအရေးကြီးမှုရှိပြီးမီဒီယာတွေသတင်းကိုလွတ်လပ်စွာရယူခွင့်မရှိတာဟာပြည်သူကိုစွန့်အအောင် နားကန်းအောင်လုပ်နေတာဖြစ်တယ်လို့ကိုမိုးသွေးကပြောပါတယ်။လက်ရှိအစိုးရဟာအရက်သားသမိုင်းအစိုးရဖြစ်ပြီးသတင်းသမားတွေကိုရောပြည်သူတွေကိုပါ အချိန်မရွေးဖမ်းဆီးနိုင်တဲ့ဥပဒေတွေကိုကင်ဆယ်ထားတော့ဖြစ်တယ်လို့သူကပြောပါတယ်သတင်းသမားတွေကနေလို့မှတကယ်အရေးကြီးတဲ့ပြည်သူလူစီးစဉ်ပြီးလိုက်တဲ့အကြောင်းအရာကိုရေးလိုက်ပြီးနိုင်ငံတော်အချင်းချင်းဖြတ်မှုတွေလည်းဟာတယ်တရားစီရင်စ조사တယ်ဆိုတော့ဒါအမှန်တရားကိုပေါ်ပေါက်အောင်ပြိပင်နေတဲ့အင်စာပဲအမှန်တရားတွေကိုကျွန်တော်လက်ပြရေးဆိုင်မှုဖြစ်ရှင်းပြီးလို့ဒီလိုမျိုးရောက်လာတယ်အခုကရန်တော်မြေပြည်သူတွေကဒီပေါ်ထားတဲ့ဆိုတာမဟုတ်တယ်ဆိုတော့ဒီမျိုးမျိုးဆိုတာဆိုတော့မဟုတ်ဘူးဆိုတော့ဒီမိုကရေစီဆိုတာမဟုတ်တဲ့ဘက်ကြောင့်လည်းဒီမိုကရေစီခင့်လို့ကျွန်တော်ပြောလို့ရအောင်အပြင်ခုပြောင်းဖို့စ조사နေတဲ့အချင်းချင်းဆိုတော့ အဲ့ဒီသင်ကူးလောင်းကိုတိုးတာတဲ့အချိန်ကြီးမှာကျွန်တော်တို့အင်္ဂလိပ်လိုပြောလို့ရှိရင် liberalization ပေါ့ဖြေလျှော့တာပေါ့အရင်တော့ပြင်းနေထားခဲ့တဲ့ပြင်းနေမှုအကုန်လုံးကိုစတင်ဖြေလျှော့လိုက်တယ်။အဓိကလာထဲမှာတော့ဖြေလျှော့တာဖြစ်နေတဲ့ကျိုးကိစ္စတွေအရင်ကပုံမျိုးလက်ဖြစ်နေတယ်။အမှန်တကယ်တော့ကျွန်တော်တို့လက်ချောင်းမဟုတ်သေးဘူးလို့ပြောတယ်။မီဒီယာသမားတွေတွေကတော့ဒီတိုင်းဒီတိုင်းပဲဆိုရအချိန်ကြီးလာပုံခံတော့ရတဲ့ပုံတွေရတဲ့ပုံရှိနေတယ်။ဒါတွေကိုကျွန်တော်တို့ပြေချက်ပြရမယ်။ဒါတွေကိုမပြေတဲ့နိုင်ငံကြီးကျွန်တော်တို့ဒီမိုကရေစီတကယ်ရတာကိုကျွန်တော်တို့ခံစားနိုင်မှာမဟုတ်ဘူး။